ဟိုကျွန်တော်တငယ်ချင်းတွေပဲဖြစ်ဖြစ်ကျွန်တော်ကျွန်တော်ရဲ့မိတ်ဆွေတွေကအခုသူကျွန်တော်ဥလေးဥလေးဆိုပြီးလိုက်လိုက်စာနေကြဘယ်ဟုတ်မလဲဟိုမှာလာရာအင်တာဗျူးထဲမှာအမျိုးတော်ရေးဖြေထားတယ်အဲကျွန်တော်တို့ကကြတော့ဒီဂီတအနုပညာမျိုးရွာမှာစဉ်းစားလာတဲ့အချိန်မှာကျွန်တော်ကဒီရုပ်ရှင်ဘက်မှာကျွန်တော်ရဲ့ကိုကျော်စင်ထုတ်ရအတိအကလှုပ်ရှားဖြစ်တာပေါ့နော်ဆိုတော့ကျနောက်ထပ်ကျွန်တော်တို့ရဲ့ဒီမျိုးဆက်တွေမှာလည်းအခုလိုမျိုးလာရလိုမျိုးပေါ့နော်သူတချင်းဆိုတာအရင်ကောင်းအဲသူ့အဖေလည်းကောင်းတယ်ချင်းဆိုတာဆိုတော့လာရလိုမျိုးအဲ့လိုမျိုးဒီအလုပ်ကိုဝါသနာအဲခဏတစ်ခုကနေပါနေတာမြင်ရတဲ့အတွက်တကယ်ဝမ်းသာပါ ဟုတ်တယ်လာရာကကျွန်တော်အဖေအဖေဘက်ကအမျိုးအဖေဘက်ကအမျိုးပေါ့နော်ကိုကျော်စင်ထွတ်အဲတူမအရင်ကျွန်တော်ရဲ့ဒါတူမဆိုတူမဝမ်းခွဲပေါ့ဆိုတော့အော်ကျွန်တော်တငငယ်ချင်းတွေပဲဖြစ်ဖြစ်ကျွန်တော်ကျွန်တော်ရဲ့မိတ်ဆွေတွေအခုဆိုကျွန်တော်ဥလေးဥလေးဆိုပြီးလိုက်လိုက်စနေကြဘယ်ဟုတ်မလဲဟိုမှာလာရာအင်တာဗျူးထဲမှာအမျိုးတော်ရေဖြေထားနောက်မှပြန်ပြောဘယ်လိုရှိလဲဟမ်ဟောအဲ့တော့ဟောအဲ့လိုကြီးတော့အဲ့လိုမရှိပါဘူးသူတို့ကျွန်တော်ဒူမကြိုက်တာပဲကြိုက်တာကောင်းပါတယ်အမ်ဘယ်လိုပြောမလဲ အဲကျွန်တော်တို့ကကြတော့ဒီဂီတအနုပညာမျိုးရောမှာစဉ်းစားလာတဲ့အချိန်မှာကျွန်တော်ကဒီရုပ်ရှင်ဘက်မှာကျွန်တော်ရဲ့ကုကြုံစင်ထုတ်ရအဓိကလှုပ်ရှားဖြစ်တာပေါ့နော်ဆိုတော့အဲနောက်ထပ်ကျွန်တော်တို့ရဲ့ဒီမျိုးဆက်တွေမှာလည်းအခုလိုမျိုးလာရလိုမျိုးပေါ့နော်သူတချင်းဆိုတာအရင်ကောင်းအဲသူ့အဖေလည်းကောင်းတယ်ချင်းဆိုတာဆိုတော့လာရလိုမျိုးအဲ့လိုမျိုးဒီအလုပ်ကိုဝါသနာအဲခန္ဓာတစ်ခုကနေပါနေတာမြင်ရတဲ့အတွက်တကယ်ဝမ်းသာပါတယ်အဲသူသူသာပါဇက်ကထုတ်ပြောလာမယ်ဆိုရင်ကိုဘကကုညီပေးလို့ရတဲ့အရာတွေအားလုံးကုညီပေးခြင်းပါတယ်တင်းလဲလမ်းလဲလမ်းညွန်ပေးခြင်းပါတယ်လမ်းလဲလမ်းပြပေးခြင်းပါတယ် အဲ့လိုတော့မရှိဘူးဘာလို့လဲဆိုတော့သူလမ်းသူဖောင်းနေတဲ့ကလေးဖြစ်တဲ့အတွက်အဲတချို့ကိစ္စတွေကြောင့်လည်းသူသူ့ရဲ့သူဖောင်းနေတဲ့လမ်းကကျွန်တော်တို့ကျွန်တော်တို့သိရတာမဟုတ်ဘူးလေဆိုတော့သူကသူ့သူ့ခြေသူ့လည်းပဲသူသွားတာပါအောင်မြင်ပါမှာတော့ကိုထိုးတဲ့မျိုးတော့ပြောတာတော့ဟုတ်တယ်ဟုတ်တယ်အဲအစောပိုင်းတော့ကတော့ကျွန်တော်အဲ့လိုပဲ comment တွေပါသွားမှန်းတချို့ယောက်ျားလေးတွေကကြောင့်အဲ့လိုဟိုတူတူတူကြီးမှမသိတော့ဖွင့်လာကြောင်းနဲ့ထင်ပြီးတော့ကျွန်တော်တို့အတွက်ချမ်းမအောင်နေပါဘူးအဲအကောင်လေးကိုပြောရင်ဘာကျွန်တော်တို့အတွက်ချမ်းမအောင်နေပါဘူးပြောဆိုတော့အဲ့လိုပဲကျွန်တော်တင်မှာ live ပေးစားနေအားဆိုတော့ကျွန်တော်ကလေအဲ့လိုပဲကျွန်တော်တို့မှာ ဒီလူမြတ်သမားကမိတ်ဆွေထားရင်တော့သူတို့မိတ်ဆွေလိုမမြင်ရတဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒါကြောင့်လည်းနောက်ပိုင်းကျတော့ comment တွေပဲသွားမမန်တော့တာဒါပေမဲ့ तू तू အခုလိုမျိုး interview တစ်ခုမှာအဲ तू သူ့ဘက်ကပြောလိုက်တဲ့အတွက်ကျွန်တော်ကျွန်တော်တို့ဘက်ကကြတော့ဒါဒီမှာမင်းတည်သွားကောင်းတာပေါ့ကျုပ်တို့ရဲ့ရွာမှာဘယ်ဟာမှမတည်တဲ့ဇက်အဖွဲတစ်ဖွဲဇက်လာကခဲ့ကြတွေ့ပြီညာတွေ့ပြီအားကြွရအေးဘော ဖြစ်နေတယ်။အမမိုင်းရသေးဘူး။ဆက်ကားကောင်းမို့။ဟုတ်တယ်လေ။ကျွန်တော်ကလည်းကောင်းပဲ။ကျွန်တော်ဒီကားလေးကအမှန်တမ်းပြောရရင်တော့ကျွန်တော်ကျွန်တော်တကယ်ချင်းနေရမေးတယ်ဗျ။မိကဟာတာကာလာပေါ့နော်။ဟိုကျွန်တော် trailer ကြည့်ရတယ်ပေါ့ trailer ထဲမှာအဲ့လိုမျိုးဟိုအဲ့လိုဟာတာတွေကြိုက်မဟုတ်ဘူး။လာကြည့်မှသိမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရိုက်ထားတာကဟာတာအနေနဲ့ထက်ကျွန်တော်တခြားရတ္တကိုပေးခြင်းလို့ရိုက်ထားတာ။ဒါပေမဲ့ကျွန်တော်ရေးထားတဲ့ဇန်ညုံးရာဇလန်းသွားလာရာကအဲ့လိုမျိုး ရည်ရလေးတွေဖြစ်နေတာလေးတွင်းတွင်းနဲ့ရည်ရလေးတွေဖြစ်နေတာလေးပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ခုနပြောလို့တဲဲမှာပါတဲ့တဲကလည်းဖြစ်မယ်အဲ့တော့ဟာသာကားမဟုတ်တဲ့ဟာသာကားလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဗျဒီဆက်လက်ဆက်ဖြစ်တည်လာတာဘယ်ရောက်ကြည့်ပြီးတော့ဆက်ပြီးဒီဆက်လက်ရေးထိုက်တဲ့ဖြစ်လာကျွန်တော်ဟိုဟာအဲ့ဒီကာလာတွေကကျွန်တော်ကအမှုပညာလှူရှားမှုအနေနဲ့မရှိဘူးမရှိဘဲနဲ့ကျွန်တော်အနေနဲ့ အာရိုက်ကူးကြီးတွေနားပြီးတော့မှကျွန်တော်တခြင်းတွေလိုက်စုံနေတဲ့အချိန်နေတွေမှာပေါ့နော်နေတွေမှာတခြင်းဆိုရင်တော့ကိုဖိုးချစ်ဇက်ဖွဲ့နဲ့ကျွန်တော်ဘလုံးသွားခံတယ်နောက်ပြီးတော့ညဘက်တွေကျွန်တော်တခြင်းတွေဆိုရဲအဲ့ဒါအပြင်ကိုတင်မောင်ဆမ်းမင်းဝင်းနဲ့လည်းကျွန်တော်ကအကြီးကိုအရင်လိုပေါင်းပြီးတော့မှအဲ့လိုမျိုးအဲတခြင်းတွေစုံနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာမှကျွန်တော်စိတ်ထဲမှာစဉ်းစားမိတာပေါ့အဲ့ဒီကာလတွေမှာကျွန်တော်ရေးပြိုင်မှလည်းတခြင်းသွားစုဖြစ်တယ်ဗျ အဲ့ဒီတော့ဆိုမင်းသမီးခင်လေးຫນွယ်လဲပါတယ်ဗျဆိုတော့အဲ့ဒီတော့အဖြစ်ပြက်လေးရှိရဲဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒါလေးကိုမျက်စိထဲမှာမြင်မိတယ်စိတ်ကူးစိတ်ကူးထားတာလေးကိုခြာရေးထားတာလေးကိုမှအခုဒီလိုပုံစံလေးရိုက်ကူးခွင့်ရတာဒါပေမဲ့အခုရိုက်ထားတဲ့ဇာတ်လမ်းလေးကလည်းကျွန်တော်တို့ဘတ်ပေါင်းစုံကအဆင်ပြေအောင်ကျွန်တော်ညှိနှိုင်းပြီးတော့မှလုပ်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်အချို့ဟာရေကြတော့ဟွန်းလိုချင်တဲ့လိုချင်တဲ့ဇာတ်လမ်းအနေထားကိုကျွန်တော်တို့အတိအကျပုံမိုးခွင့်မရဘဲနဲ့ကျွန်တော်တို့အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်မုံမှန်ထားတဲ့ဟာလေးလည်းပါပါတယ် အဲ့လိုကြောက်တယ်မှာငါအစကရေကတည်ရင်မင်းကိုကာလာသားကောင်းရတယ်ငါမင်းကိုမပေးဘူးကိုကငါမူးကြောင်ညွန့်ပေးတယ်ကြောက်တယ်လို့ပြောနေရမဟုတ်ဘူးကြောက်တော့မမြင်စင်တာမမြင်အောင်ကြောက်ကတားနေတာအဲ့ဟာဘောကိုကောင်ချမ်းလူရဲ့ idea လေးပါသူကအဲ့မှာရှိတဲ့ဟာလေးအဲ့လိုလေးအဲကြောက်တတ်တယ်ဗောနော်သူကြောက်တတ်တဲ့ဇာလေးอ่ะဘယ်ဆိုဘာမဟုတ်တဲ့ဒီပပြုတ်လေးတောင်ကြောက်တတ်တယ်ဆိုတဲ့ဟာလေးပေါ့ကျွန်တော်ကျွန်တော်လက်နဲ့လည်းတခြားတော့အထိမသွားပါဘူးအဲ့မတ္တရာလေးတော့ဖြစ်ပါတယ်ဘာဖြစ်လို့ကိုင်ကန်ကြီးဆိုကျွန်တော်လည်းကြောက်ကြောက်တာကြောက်တယ်ဆိုတော့သူနာဝောင်းมาဆိုတာပေါ့ လို့လို့ကျွန်တော်ပြောပြအောင်ကျွန်တော်ပြောပြအောင်ဒီကားဖြစ်တည်လာဖို့အတွက်ပထမဦးဆုံးကိုစမ်းမင်းနဲ့ကျွန်တော်တရှင်းနေစုံနေနေမှာစဉ်းစားဖြစ်တယ်အဲ့လို့ဖြစ်တယ်လို့ဖြစ်တယ်နောက်ပြီးတော့ဒီကားရိုက်မယ်ဆိုတော့လေဒီဇကားနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ process တွေအဲလိုအပ်တဲ့ဒီ production design တွေအကုန်လုံးအကုန်လုံးကိုတင်မောင်စမ်းမင်းဝင်ကတရားရာခိုင်လုံးကျွန်တော်အပြည့်အဝကူညီတာပါဒီကားကကိုစမ်းမင်းမရှိရင်ဖြစ်မလာပါဘူးဆိုတော့ကိုစမ်းမင်းရောမက်ဖရာမြားရောကျေးဇူးများကြီးတင်ပါတယ်ဒါကျွန်တော်ပုံမှာတကယ်ကိုဟိုကဲထွန်းထွန်းကြီးလှုပ်ဆိုပြီးတော့ စိတ်တိုင်းကြောက်ပေးလုပ်ထားတဲ့အတွက်ကျွန်တော်စိတ်တိုင်းကြောက်လုတ်ခွင့်ရတဲ့ဟာတွေပေါ့ဒါကဒုတိယကားဒီဒီကိုဗစ်နောက်ပိုင်းကျွန်တော်အလုပ်ပြန်လုပ်တဲ့အချိန်မှာဒါကျွန်တော်ပရိုဂျက်ဆာအနေနဲ့ရိုက်တဲ့ကားဆိုတာဒုတိယကားပထမကားကကျွန်တော်ရိုက်ထားတဲ့ဟာကဇလန်တွေအဲ့ဒါပျောက်ဆုံးခြင်းနောက်ွယ်ဆိုတော့ကျွန်တော်ခုနခုနလပိုင်းကြာရင်တော့တနိုင်ငံလုံးပြပြီဆိုတော့အဲ့ဒီကားကကျွန်တော်တို့ပို့ပြီးတော့ပင်မန်းတယ်ပို့ပြီးတော့လည်း challenge များတယ်အဲသူပြည့်မှန်အောင်ကျွန်တော်ပြင်ရကြတာဆိုတော့အဲ့ဒီကားကကျွန်တော်တို့အင်မတန်ပင်မန်းခဲ့တဲ့အဲကားလို့ပြောလို့ရတယ်ဆိုတော့ဒီကားဒီကားကတော့အဲ့ဒီကားရတဲ့အတွေ့အကြုံတွေနဲ့ အဲရိုက်တာဖြစ်တဲ့အတွက်အဲ့လောက်မပင်မအောင်ဆိုရင်လည်းပင်မနဲ့ဒါပေမဲ့ကျွန်တော်ကျွန်တော်ကဟိုအစအောင်အဆုံးအကုန်လုပ်တာအစအနေအဆုံးသွားစပူးအစ location စကောက်တင်ရအစကိုညာကျေးဇူးပါ location စကောက်တင်ရဆိုအခုဒီဒီဒီရုပ်တင်တဲ့အထိအစအဆုံးအစအဆုံးလောက်တော့ဝါသနာရမ်းပါလို့လုပ်တာဆိုတော့အေးအခုအခုဒီလိုလိုမျိုးတွေလုပ်ခွင့်ရတာလုပ်နေခွင့်ရတာတွေကျွန်တော်ဝမ်းသာပါတယ်ပျော်လဲပျော်ပါတယ်ကျွန်တော် project တွေလည်းအံ့ဩမှာပေါ့ဟုတ်ဒါပြန်လာနေပြီးတော့ producer ပြန်လာနေ writing my own ဟာကျွန်တော်အဲ့အဲ့ကျွန်တော်ဝါသနာမပါဘူး မနာမပါဘူးဘာလို့လဲဆိုတော့ rider rider တယောက်ဖြစ်ဖို့ကကြက်မဲ့စာရေးအရင်များတယ်ဟိုလိလာမဲ့အပိုင်းတွေလည်းအရင်များတယ်ဆိုတော့ကျွန်တော်အဲ့ဒီအတွက်တော့ကျွန်တော်အချိန်မပေးတော့ဘူးကျွန်တော်ကျွန်တော်ကျွန်တော်အဲ့လိုမျိုးတကယ် rider အရင်ကောင်းတဲ့ rider တွေနဲ့ပဲကျွန်တော် producer တွေအလုပ်တွေလုပ်ရတာကျွန်တော်တော့ပိုအဆင်ပြေမယ်ထင်တယ်ဘာလို့လဲဆိုတော့ rider တယောက်ဖြစ်လာဖို့ဆိုတာအင်မတန်ခက်ခဲမလို့